င်္ဂလာပါရှင်ကျမကတော့ရုံးမေကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေက ထူးခြားတဲ့သတင်းတချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်ရွာကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာကလေးတဦးပါဝင်၃ဦးဒဏ်ရာရတဲ့သတင်းစစ်တွေနဲ့ကြောက်ဖြူရှိစစ်ကန်းတွေကိုအေးအေးဆက်လက်ထိုးစစ်ဆင်နေတဲ့သတင်းတပိတ်ချင်းကရညာဦးရွာကိုတော်လန်ရေးတပ်တွေထပ်မံလက်လွတ်လိုက်ရတဲ့သတင်းထိုင်းလွတ်တော်မြမရေးဆွေးနွေးပွဲ ုလလူခွင့်ရေးကိုယ်စားလှယ်တက်ရောက်တဲ့တွင်အစရှိတဲ့တွင်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ထမဆောင်တွင်အနေနဲ့စင်ကန်ရွာကိုစစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုမှာကလေးတအူအပါဝင်၃ဦးဒဏ်ရာရတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။သခိုင်းမြို့နယ်နဲ့ဝက်လက်မြို့နယ်အဆက်ကစင်ကန်ကျေးရွာကိုစစ်ကောင်စီကထမ်းမှန်လေးချောင်းတိုက်ခိုက်ခဲ့ရာကလေးငယ်နဲ့မျိုးသမီးတူအပါဝင်၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မနေ့ကမနေ့အစောပိုင်းမှာစစ်ကောင်စီကစင်ကန်ကြီးရွာကို ထပ်မံလေကြောင်းတိုက်ခတ်ရာ12နှစ်အရွယ်ကလေးတဦးအသက်56နှစ်အရွယ်အမျိုးသမီးတဦး28နှစ်အရွယ်အမျိုးသားတဦးတို့ထိခိုက်ဒဏ်ရာရခဲ့တာလို့သိရပါတယ်။စင်ကန်ကြီးရွာကိုတိုက်ပွဲမရှိဘဲစစ်ကောင်စီကလေကြောင်းထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပြီးမတ်လ16ရက်နေ့မတ်လ20ရက်ကလည်းလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။နောက်ထပ်သတင်းအနေနဲ့စစ်တွေနဲ့ကြောက်ဖြူရှိစစ်ကန်တွေကိုအေးအေးဆက်လက်ထိုးစစ်ဆင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရခတ်တော်အေအေကစစ်တွေနဲ့ကြောက်ဖြူမျိုးရှိစစ်တပ်စခန်းများတပ်ရင်းများကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလည်းမြို့နီဝင်းကျင်နေရာများကိုပါလေကြောင်းလက်နက်ကြီးများနဲ့ဒရုန်းအသုံးပြုပြီးတိုက်ခတ်နေကြစစ်ရေးသတင်းရေးမြစ်များကပြောပါတယ်တိုက်ပွဲပြင်းထန်နေစဉ်စစ်တွေမျိုးနဲ့ဆက်ဆက်နေတဲ့ပုံနာကျွမျိုးနဲ့ကြော်စံရွာနဲ့ပောက်တော်မျိုးနဲ့တဲကုံရွာတို့ကို စစ်ကောင်စီကမနေ့ကမနက်ပိုင်းမှာ လေကြောင်းမှပုံကျဲခဲ့ပါတယ်။လူထိကိုက်မှုရှိပေမဲ့အဆောင်ချို့ပျက်စီးခဲ့ပါတယ်။ကြောက်ဖြူမြို့နယ်မှာလည်းညဝီရေဒစကန်ဆက်ဆက်တဲ့ကြေးရွာတွေမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းအနေနဲ့တပိတ်ချင်းကရေညာဦးရွာကိုတော်လရေးတက်တွေထပ်မံလက်လွတ်လိုက်ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တဲကစစ်ကောင်စီတပ်ပြန်သိမ်းပိုက်ထားတဲ့တွင်းငယ်ကြီးရွာနီးကရေညာဦးကြီးရွာကို တော်လန်ရေးတက်တွေပြန်လည်စုခွာပေးခဲ့ရတယ်လို့အဲ့ဒီဒေတာကတက်ရေးတစ်ခုရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။တပိတ်ချင်းမျိုးနဲ့26မိုင်ကကွာဝေးတဲ့အမှတ်73တက်မတော်တန်းမြင့်လေးကျင်ရေးချောင်းတက်တက်က73ရှိတဲ့တွင်းငယ်ကြီးရွာနီကရင်ညာဦးကြီးရွာကိုစစ်ကောင်စီတပ်ကမတ်လ18ရက်နေ့မှာပြန်လည်တိမ့်ပိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီရင်ညာဦးကြီးရွာမှာတက်တက်က73ချောင်းကိုခြေပင်းဝင်နေတဲ့ရေကန်ရှိတာကြောင့် စစ်ကောင်စီကအင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်တာလို့ပြောပါတယ်။နောက်ဆုံးသတင်းအနေနဲ့ထိုင်းလွတ်တော်မြမအေးဆွေးနွေးပွဲကုလလူခွင့်ရေးကိုယ်စားလှယ်တက်ရောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘန်ကောက်မြို့ထိုင်းလွတ်တော်မှာဒီကနေ့စတင်ကျင်းပတဲ့မြမအေးဆွေးနွေးပွဲကို ကုလသမဂ္ဂမြမနိုင်ငံဆိုင်ရာလူခွင့်ရေးအထူးကိုယ်စားလှယ်တွန်အန်ဒရူးတက်ရောက်နေပါတယ်။မနေ့ကနေ့ဒီကနေ့နေ့ရက်တာပြုလုပ်မဲ့ဒီဆွေးနွေးပွဲကိုမြို့သားညီညွတ်ရေးအတိုင်းအမြန်ကောင်စီ NUCC ပြည်သူ့လွတ်တော်ကိုစားပြုကော်မတီ CRPH မြမလူခွင့်ရေးအဖွဲ့တွေနဲ့ထိုင်းစစ်တပ်ကအရာရှိသူတွေလည်းတက်ရောက်ဆွေးနွေးနေကြတာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲရဲ့အဓိကရည်ရွယ်ချက်ကမြမရေးနဲ့ထိုင်းမြမနယ်စပ်ဒေသလုံခြုံရေးပြဿနာတွေကိုဆွေးနွေးဖို့ဖြစ်ပါတယ်။အသေးစိတ်အားဖြင့်နယ်စပ်စစ်ဘေးရှောင်တွေရဲ့အခြေအနေမြမနိုင်ငံရေးအကျပ်တဲ့ရွှေပြောင်းလုံသမားတွေရဲ့အခွင့်အရေးတွေကိုအဓိကထားဆွေးနွေးနေပါတယ်။ဒါဟာမြမရေးကို ငြိမ်းချမ်းစွာဖြည့်ရှင်းမှုနီလန်းရှာတဲ့ပထမဆုံးခြေလန်းခုဖြစ်တယ်လို့လည်းထိုင်းလွတ်တော်ကဖော်ပြထားပါတယ်။ဒီဆွေးနွေးပွဲဟာမြမရေးမှာထိုင်းနဲ့ပါဝင်ပတ်သက်မှုပုံမအားကောင်းလာဖို့လမ်းဖွင့်ပေးနိုင်ပေမယ့်မြမစစ်ကောင်စီကတော့ဒီလိုဆွေးနွေးပွဲတွေကိုဆက်လက်ကန့်ကွက်နိုင်ပြီးထိုင်းနဲ့မြမကြားတန်တမန်ရေးရာတင်းမာမှုတွေဖြစ်လာနိုင်ပါတယ်။ပြီးခဲ့တဲ့နေ့မတ်လ၂ရက်နေ့နဲ့၃ရက်နေ့တွေတုန်းကလည်းအခုလိုပဲထိုင်းလွတ်တော်မှာ စစ်အာဏာသိမ်းပြီး၃နှစ်ကြာဆိုတဲ့ကောင်းစဉ်နဲ့ဆွေးနွေးပွဲကျင်းပခဲ့ပါသေးတယ်။မနေ့ကတရက်တာဖြစ်ပျက်ခဲ့မြသတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးအတွက်ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။